ကျမစဉ်းစားလို့မရတာတခုတော့ရှိရပေါ့နော်ဒီကျမတို့ပြည်သူအားလုံးတော်လန်နေတဲ့တော်လန်ရင်ဒီမတရားမှုတွေကိုမျက်မြင်ကိုယ်တွေ့ကဘာလုံးမြင်တွေ့နေရတဲ့နော်ဒီမအလာတို့စစ်အုပ်စုရဲ့လုံရက်တွေဒီလုံရက်တွေဈားထဲမှာကျမတို့ပြည်သူလူထုကကက်ကက်ကဲကဲဈားကနေဒီတော်လန်ရေးကိုတိုက်နေကြတာဖြစ်တယ်တော်လန်နေကြတာဖြစ်တယ်အဲ့တော့ဘာအကြောင်းဒီတရုတ်ရဲ့စီးပွားရေးတွေကို ေါ့နော်။ဘာကြောင့်မို့ကျွန်တော်တို့ကဟိုစောင့်စည်းဖို့လိုအပ်တာလဲ။ဘာလဲ။အကယ်၍ကျွန်တော်တို့နိုင်ငံအနေနဲ့တရုတ်ရဲ့စီးပွားရေးတွေကိုဖျက်ဆီးလိုက်မယ်ဆိုရင်တောင်ယူရမှာလားဘယ်သူတွေလဲ။ပြည်သူတွေအားလုံးတောင်ယူရမှာလား။ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်။ကျွန်တော်တို့အဲ့ဒီတရုတ်ရဲ့စီးပွားရေးတွေကိုမထိမ့်သိမ့်တော့ပါပဲနဲ့နော်။โอ้ဖြစ်စီပြစ်မယ်ဆိုလို့ရှိရင်တယုတ်ကစည်ရင်းနဲ့ဝင်ရောက်လာဖို့အခြေအနေကိုရှိနေတာက ဘာတောက်ကျမတို့ကသူ့ရဲ့စီးပွားရေးကိုဒီလောက်ဖိနှိပ်နေတဲ့ကြားကနေပြီးတော့ဒီတရုတ်ရဲ့ဟိုပေါဝင်ပတ်သက်မှုတော့ကျွန်တော်တို့ဒေါ်လာကြီးနောက်နေနေတယ်เนาะနည်းမြေတွေပြန်ပြီးတော့ဒီလာရှုပ်ကိုပြန်ပေးရတဲ့ကိစ္စတွေမျိုးပတ်သက်ပြီးတော့ဘာတောက်ကျမတို့ကသူတို့ကိုစောင့်စည်းရတာလေပေါ့နော်အရန်တော့မြင့်သွားပြီဖြစ်တယ်เนาะမြင့်သွားလို့လေဒီမှာအုံနောက်နဲ့တိတ်ပြီးတော့လိုက်မမီတဲ့ကိစ္စဖြစ်တယ်ကျွန်တော်တို့ကတော့ရိုးရိုးပြည်သူတွေဖြစ်တယ်ပေါ့နော်ရိုးရိုးပြည်သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုးဟုတ်လားကိုယ်နိုင်ငံကို နော်မကူညီတဲ့အပြင်ကိုယ်နိုင်ငံရဲ့စီးပွားရေးအကျိုးစီးပွားရေးအကျိုးအမြတ်တွေကိုလည်းနော်နှစ်ဟိုနှစ်ရှည်လာများနော်ရာစုနှစ်တစ်ခုချီပြီးတော့နော်ယူထားတဲ့အပြင်ကိုနော်မြန်မာနိုင်ငံကိုအမျိုးမျိုးစစ်ရေးပြိပခဖြစ်အောင်ဖန်တီးပေးခဲ့တဲ့ဒီတရုတ်ကြီးအမျိုးမျိုးကျွန်တော်တို့ကိုဒုက္ခရောက်အောင်လုပ်နေတဲ့တရုတ်ရဲ့လောင်းရင်အောက်ကနေတော်တွေဘာကြောင့်ရုံမထွက်နိုင်တာလဲနောက်ကဘာကြောင့်သူ့ရဲ့စီးပွားရေးတွေကိုကျွန်တော်တို့ကဆောက်ရှောက်ပေးဖို့ လိုအပ်နေတာလေကျွန်တော်တို့ပြည်သူတွေရဲ့အသက်အိုးအိမ်ချောက်လားเนาะဒါကတော့ကျွန်မကျွန်မဟိုအုံနောက်နဲ့လိုက်မမီတဲ့ကိစ္စရင်းဖြစ်တဲ့အတွက်ပေါ့เนาะဒါကိုကျွန်မစဉ်းစားနေတာပေါ့လေအဲ့တော့စစ်ကောင်စီကတစ်ချိန်လုံးကျွန်တော်တို့ပြည်သူလူလူကိုเนาะဟိုအစ်စ်နိတ်လူတန်းစားတွေလိုပဲတတ်မှတ်ခဲ့တာလေသူတို့လှုပ်ချင်အောင်လှုပ်ခဲ့တယ်ဆွဲခြင်းလိုဥပဒေဆွဲခဲ့တယ်เนาะအခုဒီရက်ထဲမှာထွက်လာတဲ့ဂျင်းတွေရှိတယ်အဲ ဒီဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ခြံစည်းရိုးကိုခိုးပြီးတော့မြေတွေခိုးပြီးခတ်နေတဲ့ကိစ္စကိုဟိုတွန်လိုင်းတစ်ခွဲတွေနဲ့တွေးလို့ဒါတားမြင်လိုက်ရတဲ့ကိစ္စတွေရှိတယ်။တော့နောက်ခုဒီလာရှိုးကိုပေးလိုက်ရတဲ့ကိစ္စကလာရှိုးထဲကိုတရုတ်တွေဝင်လာပြီးတော့သူတို့လုံနေတဲ့ဟိုတပ်ပုံတွေထွက်လာတာရှိတယ်ပေါ့နော်။သူရဲ့မြို့အပိုင်လိုလိုဖြစ်သွားတဲ့ပုံစံမျိုးတွေထွက်လာတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလာရှိုးကြီးကနော်မအလာလို့ เนาะသူတို့ပြန်ယူတယ်ဆိုပေမဲ့ကျမတို့တီးရတလောက်ကြားရတလောက်ကတော့ဒါတရုတ်ရဲ့လက်ထဲကိုထိုးထည့်လိုက်တာဖြစ်တယ်အဲ့တော့ဒီလားရှုံးကတရုတ်ရဲ့အပိုင်ဖြစ်သွားတော့မှာလားပေါ့เนาะဆိုတဲ့ကတော့လောက်ချင်တယ်လို့ဖြစ်ချင်တယ်လို့ဖြစ်နေတယ်ကျမတို့နိုင်ငံကြီးကလေဖြစ်ချင်တယ်လို့ဖြစ်နေတယ်ဒီမအလားကြီးကိုဒါကျမတို့အမြန်ပေါ့เนาะဒီဂျော်လန်ရေးကိုကျမတို့တစ်ဖက်အဖက်ကိုအလေးတအောင်မလုံနိုင်ဘူးဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့အနာဂတ်ကတော်တော်ကြောက်စရာကောင်းနေချင်းเนาะနောက်ခုကကျွန်တော်တို့ဒီတရုတ်အနေနဲ့ပေါ့နော်အဥမာပေါ့ထိုင်းကိုဆိုရင်တရုတ်ရဲ့အခေါ်တရုတ်စကားထိုက်ကောเนาะအမေရိကန်ဆိုမေကောเนาะအဲ့လိုမျိုးကောကောလေးတွေထည့်ပြီးပြောတယ်အဲ့ကောဆိုတာနိုင်ငံပေါ့ရှင်เนาะအဲ့တော့ထိုင်းနိုင်ငံဆိုထိုက်ကောဆိုရင်ဒါထိုင်းနိုင်ငံလို့သူတို့ခေါ်တာအဲ့တော့မြင်းတင့် မြင်တဲ့ဆိုတဲ့အတိတ်တွေကခုနကကျွန်မကြည့်လိုက်ရတာပေါ့နော်အဒီအင်တာဗျူးတစ်ခုမှာကြည့်လိုက်ရတာမြင်တဲ့ဆိုတဲ့အတိတ်တွေကပြင်းနေလို့ဟိုဟာအဘိဗေရတယ်ပေါ့နော်ပြင်းနေပေါ့မြင်တဲ့ဆိုတာဒါမြန်မာပြင်းနေတခုအနေနဲ့ဟိုခေါ်ခေါ်တုံးတုံးနေခြင်းဖြစ်တယ်ပေါ့ဒီတော့ဖောင်နိုင်ငံကဒီစစ်အုပ်စုရဲ့လက်ထဲမှာတရောက်ခဲ့တဲ့နှစ်90လုံးလုံးဒီတရုတ်ရဲ့စိုးမှုမှုအောက်မှာအပေးအယူတွေလုပ်ပြီးကျွန်တော်ပြည်သူတွေသိလိုက်တာနည်းနည်းပဲရှိတယ် နော်မတိတဲ့ကိစ္စတွေအများကြီးရှိသေးတယ်အများကြီးကျွန်တော်နိုင်ငံဝါးမြူထားတာနော်ခေါ်ခုနအခေါ်ဝေါ်လေးတော်မှဒါဟိုခုအရင်ထဲကခေါ်ဝေါ်လာခဲ့တာမြင်းတင်းဆိုတာကပြည်နယ်တခုမြန်မာနိုင်ငံကိုသူ့ရဲ့ပြည်နယ်တခုလိုပဲသဘောထားနေတဲ့ပုံစံမျိုးဖြစ်တယ်နော်ချီအောင်ဝင်လို့ရလို့ချီအောင်ဝင်လာပြီးတော့လက်ဝင်လို့ရရင်လက်ဝင်မယ်ခေါင်းတစ်လုံးလုံးဝင်လာလို့ရတဲ့အချိန်ကျရင်ခေါင်းတစ်လုံးလုံးဝင်လာပဲဆိုတဲ့ပုံစံမျိုးနဲ့ပေါ့အဲ့တော့မအားလာလို့စစ်အုပ်စုလုံးပုံလုံးနီးနော် တို့ကတော့ခွေးယူးလေပေါ့ရှင်ခွေးယူးလေလိုက်ကြိုက်တယ်ဆိုရင်အဲ့ခွေးယူးအကြိုက်ခံရတဲ့လူကယူးသွားတာလေနော်ယူးယူးမယူးရင်လည်းသိပေါ့ရှင်နော်ယူးပြီးသိတာပေါ့အဲ့တော့ကျမတို့ကဒီခွေးယူးတကောင်အကြိုက်ခံရတာ ਨੇ တကယ်အဲ့အချိန်နေကိုရောက်နေပါလေနော်အဲ့အချိန်နေရောက်ဒါပေမဲ့တို့ဒီဓာတ်ထဲမှာတော့ဟိုအရန်စိတ်ပြက်စရာတော့လည်းမဟုတ်တော့မဟုတ်သေးပေါ့နော်တို့ဒီဓာတ်ထဲမှာဒီရက်တွေထဲမှာဆိုလို့ရှိရင်ဒါအောင်ပွဲတွေကပို့ပို့ပြီးတော့စတိုင်စတိုင်များလာပြီးတော့ဗီဒီယိုဖိုင်တွေတွေ့မှာပါเนาะအရှင်ဖမ်းမိတာတွေရော အသေးပြတ်တတ်တာတွေရောဆိုတော့ဟိုတကယ်အောင်မှာကျွန်တော်တို့ကျွန်တော်တို့ရဲဖို့လေအရန်စူးစမ်းနေတယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်တို့ကဒီအာဆရာကြီးဆိုဝင်စိုးတို့မြန်မာပြည်ပြန်ရောက်တဲ့သတင်းလေးတွေလည်းတွေ့ရတဲ့အခါကျတော့ပို့ပြီးတော့အားတက်စရာဖြစ်တယ်အဲ့တော့စိတ်ဟိုစိတ်တက်တော့ကြောက်စရာမလိုဘူးကျွန်တော်တို့ကစိတ်ရင်းနေဆိုလို့ရှိရင်တော့နိုင်နေပြီးသားဖြစ်တဲ့အတွက်ဒီဘက်ကိုစိတ်တက်မကြရင်ပဲဒီတရုတ်အကြောင်းကိုကျွန်တော်တို့သတင်းတွေတက်လာပြီဆိုရင်အရန်စိတ်နောက်ရှက်ပြရပြီးတော့မှအရန်ကိုမှ ဘုံတီးယွန်ရှာတယ်ဒီနိုင်ငံကြီးကိုလေတော့မြန်မာနိုင်ငံသားတယောက်အနေနဲ့ဒီတယောက်ကိုမြန်မာပြည်ရဲ့မြေတလက်မတော့ကျွန်တော်မပေးခြင်းပေါ့နော်အဲ့တော့ရင်းထဲမှာအရန်နာကျင်ရတာတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော် MMDA ကိုယုံကြည်ခဲ့တယ်ဒါကလည်းအပြစ်တော့မဟုတ်ဘူးယုံကြည်နေတဲ့လူတွေရဲ့အပြစ်တော့မဟုတ်ဘူးနော်အခုကနိုင်ငံရေးမှာလက်ွက်တွေရှိတာဖြစ်တဲ့အတွက် MMDA အေးပေးလိုက်ရတဲ့လာရှုံးဟာနော်ဒီလက်ကွက်ဖြစ်ပါစေလို့ကျမမျှော်လင့်နေဆူတောင်းနေပါရှင်နော်အဲဒါပေမဲ့ကျမတို့အမြင်နဲ့ကြည့်မယ်ဆိုလို့ရှင်တော့ရက် MNDAA ဟာရက်မယ်ဆိုလို့ရှင်မြန်မာပြည်ဘက်ကပဲရက်ကမှာအကယ်၍တရုတ်ကိုကြောက်လို့ပြက်ပြက်သားသားမရက်ပြည်ရဲဘူးဆိုလို့ရှင်တော့တော်လည်းနိုင်ခဲ့ရင်သူတို့မှာပြဿနာအများကြီးရှိရပေါ့နော်ဒါဒါလည်းတစ်ခုပေါ့လေနော်အဲ့တော့အင်ဂျင်နိုင်ငံတွေကလည်းနော် သူတို့ကျွန်တော်တို့မြန်မာနိုင်ငံကိုဟိုပြောမယ်ဆိုလို့ရှိရင်တော့ငိမ့်ချမ်းစီကျင်တာငိမ့်ချမ်းရေးလန်းကိုပဲအတင်းဆွတ်ဆွဲသွင်းနေတာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့သူတို့မအောင်နေဘာလို့လဲဆိုတော့ပြည်သူလူထုကလုံးဝအောင်မအရှိန်မလျှော့ဝင်နေမောင်းတိမ်နာတာဖြစ်တဲ့အတွက်အာဆီယံရဲ့စူးစမ်းမှုက ဘေးနိုင်ငံတွေရဲ့စူးစမ်းမှုကမအောင်မြင်ဘူး။ဒါပေမဲ့သူတို့တကယ်ဖြစ်ချင်တဲ့ဆန္ဒကမြန်မာပြည်သူလူထုပါပဲဖြစ်ဖြစ်မအားလာပါပဲဖြစ်ဖြစ်အမြန်ငြိမ်းချမ်းဖို့သာသူကဆန္ဒရှိတဲ့သဘောကိုတောက်လျှောက်တောက်လျှောက်တွေ့လာရတာဖြစ်တယ်ပေါ့နော်။ဒါကဘာကြောင့်လဲဆိုလို့ရှိရင်တာဝန်ယူရမှာကြောက်လို့။ဘလို့တာဝန်ယူရမှာကြောက်လဲဆိုအကယ်၍သာသူတို့ဟာတော်လှန်ရေးဘက်ကသာပြပြတာတာရက်တည်လိုက်မယ်တော်လှန်ရေးကိုဟိုထောက်ကူလိုက်မယ်၊ကုညီလိုက်မယ်ဆိုလို့ရှိရင်သူတို့တာဝန်ယူရမယ်နောက်ဆက်တွဲကြီး။အဲ့ဒါဘာလဲဆိုရင် နိုင်ငံတွင်းထဲကနေထွက်ပြေးလာတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေကိုသူတောင်းယူပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုတို့တောင်ဝင်ယူခြင်းလို့လဲတာဖန်စီတာတွေထိုင်းနိုင်ငံမှာရောလေးရှားနိုင်ငံမှာရောဒါအဖက်ဖက်ကနေမြန်မာပြည်သူလူထုဟာအဖိနှိပ်ခံရတဲ့အနေအထားမျိုးရှိတယ်ပေါ့အဲ့တော့တို့တောင်ဝင်ယူရမှာကြောက်တယ်ဆိုပေမဲ့ကျမတို့ပြည်သူလူထုရဲ့နော်ဇွဲကောင်းမှုနဲ့ကြန့်ခိုင်တဲ့စိတ်ဓာတ်တွေကြောင့်တို့ဟာလုံးဝရှေ့ဆက်လို့မရအောင်ဖြစ်တယ်ပေါ့နော်အဲ့တော့ဟို ဒီတိုင်းမှာတက်လာတဲ့သတင်းတွေအများဆိုရင်ကျွန်တော်တို့အတွက်အယံအားရှိတယ်နော်ဒီတော်လိုင်းတက်ဖွဲ့တွေတိုင်းနောက်လက်နက်ကင်တွေအားလုံးကျွန်တော်တို့ရှင်းဆက်ဖို့ပဲကျွန်တော်တို့ပြည်သူလူထုရဲ့အတန်ကိုနားထောင်ပေးကြဖို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်အရင်တော့မငြင်းညွတ်ခဲ့တဲ့ကိစ္စလေးတွေရှိနေမယ်အခုနောက်ပိုင်းမှာကျွန်မထင်ရသလောက်လုံးဝစီးလုံးငြင်းညွတ်လာမယ့်အချိန်တခုကိုပို့ပြီးတော့ရောက်လာလိမ့်မယ်အခုလည်း စီလုံးညီညွတ်နေတာပါပဲတချို့အခွင့်အရေးကလွှဲရင်ပေါ့ရှင်နော်ဒီ MMDA တို့ကလာရှုရဲ့ရင်ဝင်ထဲမှာရှိနေတဲ့အတွက်ဒါတွေတို့ကျွန်မအနေနဲ့အခုချိန်မှာမတုံ့တက်လို့သေးဘူးအကယ်၍ MMDA အေးတာကျွန်တော်တို့တော်လှန်ရေးကိုနော် PR တခုကြောင့်ဟိုတစ္ဆာဖောက်ခဲ့ရတယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီတစ္ဆာဖောက်မှုအပေါ်မှာ MMDA အနေနဲ့ဒါအကျွေးတင်သွားမှာဖြစ်ပါတယ်မြန်မာပြည်သူလူထုအပေါ်မှာအကျွေးတင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့စောင့်ကြည့်အနေထားပဲဖြစ်တယ်ပေါ့ဆိုတော့ သွားလို့ရဲ့တော်လန်ရေးချင်နေရတော့ဒီရက်ထင်မှာကြားရတဲ့သတင်းတွေကတော်တော်အားတက်စရာကောင်းတယ်ဂျေဟော်ကြီးတော်လန်ရေးအဖွဲ့တွေကတော်တော်လေးကိုအားတင်အားတင်ပြီးတော့မှတော်တော်လေးစူးစမ်းပန်းစားလုပ်နေတဲ့အခြေအနေမျိုးကိုတွေ့ရတာဖြစ်နေတဲ့အတွက်ကျမတို့လုံးဝအမ်ရှော်လိုက်ကိုအားပေးချင်ပါတယ်ပြည်သူလူထုအားလုံးကိုအဲညီကောင်မှ